ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ counter ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ counter ရေရွာတဲ့နေပြီးတော့ပြန်လဲကြိုးစားသွားတယ်ဗျာ okay ဒီနေ့မှာတော့ကျွန်တော်တကယ်ချင်းတော့ကိုညှောက်ပေးမယ့်ပူရိုလေးကတော့ကျွန်တော်ဒီ YouTube beginner တွေ0 view 0 subscriber ဓမ္မတွေတော့ကျွန်တော်လောက်ဆောင်ရမယ်အချိန်ကနေလန်းအချိန်နှစ်ချက်ကိုကျွန်တော်လာညှောက်ပေးတော့မှာဖြစ်ပါတယ်ဗျာ okay ဒီအချိန်နှစ်ချက်ကဘာတွေလဲကိုယ်တိုင်ရော လုပ်ပြီးပြီလားမလုပ်ရသေးဘူးလား okay မလုပ်ရသေးဘူးဆိုလို့ရှိရင် ဒီရှစ်တွေကိုလောက်ဆောင်ပါဗျာ။ Okay တကယ်လို့တကယ်ချင်းတို့အနေနဲ့ပေါ့နော်။ဒီရှစ်တွေကဘာတွေလဲဆိုတာသိချင်လို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ပြောရခြင်းဗျာ။ Okay ဒီဗီဒီယိုလေးမစတင်ခင်မှာပေါ့နော်။မိတ်ဆွေတကယ်ချင်းဒီကောင်မတွေအနေနဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးအရင်လုပ်ထားပြီးတော့မှဘေးနားက Notify ခေါင်းဆောင်လေးကိုနှိပ်ထားပြီးပါဗျာ။ Okay ဘေးနားက Notify ခေါင်းဆောင်လေးကိုနှိပ်ထားပေးခြင်းဖြင့်ကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာပေါ့နော်။တကယ်ချင်းတို့အနေနဲ့အချက်ချင်းသိနိုင်မှာဖြစ်ပါတယ်ဗျာ။ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့မှာဘောနော်ကျွန်တော်ရှင်းပြပေးမယ်အချက်နှစ်ချက်ကဘာလဲဒီအချက်နှစ်ချက်ကိုလောက်ဆောင်ပြီးပြီလားဘောနော်โอเคဖတ်ကြည့်လိုက်ကြအောင်ပြန် ရောင်းဆောင်အနေနဲ့ကျွန်တော်တွေဗာလဲဆိုတော့ကျွန်တော်တို့ရဲ့ YouTube video တွေမှာပေါ့နော်ကျွန်တော်တို့ရဲ့ YouTube channel မှာ no video no background ပဲဖြစ်ပါတယ်ဗျာ။ Okay no video no background ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ video မှာကျွန်တော်တို့ရဲ့ဒီ profile မှာပေါ့နော်ကျွန်တော်တို့ background မရှိဘူးဒါပေါ့နော်။ဒီကျွန်တော်တို့ background ကို black ပဲထားတာ။နောက်ပြီးကျွန်တော်တို့ရဲ့ဒီ YouTube ဒီ logo ကစိတ်ဝင်စားစရာမကောင်းတာ။ Okay ောက်တစ်ချက်ကြတော့ကျွန်တော်တို့ဒီ channel name ကတော့အဲ့လောက်ကြီးရေးမကြည့်ပါဘူးကျွန်တော်တို့ဒီ logo နဲ့ background ဖောင်းရမယ်ပေါ့နော်ဒီကပထမဆုံးတစ်ချက်အနေနဲ့မတော့ရသေးဘူးဆိုရင်အခုမှ YouTube channel ကိုစတင်ထောင်မယ်ပြင်နေတာလေအတွက်ဒီအချက်ကိုလောက်ဆောင်ပါဗျ okay နောက်တစ်ချက်ကြတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီကျွန်တော်တို့အခု YouTube channel မှာလုပ်နေတဲ့အကြောင်းအရာပို့တင်နေတဲ့အကြောင်းအရာကို design မမှန် နေ့စဉ်နဲ့အမျှပြရတဲ့တင်ပြပါဗျာအထူးသဖြင့်ကျွန်တော်တို့ဒီပေါ့နော်ဒီ YouTube ကို YouTube မှာဗီဒီယိုတင်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီတနေ့ကိုတပုံလုံးနဲ့တင်သွားပေးပါဗျာဝယ်တငယ်ချင်းတို့အနေနဲ့ပေါ့နော်ဟို create account ကောင်း content ကောင်းကောင်းရှိတဲ့သူတွေအနေနဲ့ဒီနေ့ကိုဗီဒီယိုနှစ်ပုတ်သုံးပုတ်လောက်ဖန်တီးကောင်းဖန်တီးကောင်းဖန်တီးနိုင်လို့ရပါလိမ့်မယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ရဲ့ဗီဒီယိုကို YouTube မှာချက်ရှင်း တော့ဗောနော်ဖွေဒီယိုပထမတပုတ်ကတင်ပြီးလို့တရက်မပြည့်သေးဘူးနောက်ထပ်ဖွေဒီယိုတပုတ်ကိုချက်ချင်းတင်တာဟောဗောနော်လုံးဝမလုပ်ဖို့တတိပြုရသေးဗျာโอเคဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီစိတ်ဝင်စားတဲ့သူတွေအတွက်ကိုယ့်ရဲ့ channel ကတားကြီး profile ဟို professional စမ်းစမ်းကြီးဆိုရင်တော့ဘောနော်တမျိုးပေါ့ဒါပေမဲ့အခုမှ beginner တွေဆိုလို့ရှိရင်ဒါမျိုးမလုပ်ဖို့ပြောရသေးဗျာโอเคတနေ့တပုတ်စီပဲဗီဒီယိုကိုတင်သွားပြီပါ โอเคတကယ်လို့မိတ်ဆွေတနေချင်းညကိုမမတွေအနေနဲ့အာကိုကပေါ့နော်တနေတဲ့နဲ့ဗီဒီယိုတွေအများကြီးတင်ခြင်းတယ်ဆိုလို့ရှိရင်တင်ထားပါဒါပေမဲ့ဒီဗီဒီယိုတွေကို ဘိုက်ဘရိတ်ပဲထားပါကိုယ့်ရဲ့ only one တယောက်တိုင်းမြောင်းဘိုက်ဘရိတ်ပဲလောက်ထားပြီးဖို့ပြောပြစေဗျာโอเคဒီနေ့မှာတော့ဗောနော်ကျွန်တော်တငယ်ချင်းတို့ကိုညှပေးတဲ့ဒီအရှင်းနှစ်ချက်ကိုလောက်ဆောင်ကြည့်ပါဗျာโอเคပထမဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီအဲဗောနော် logo နဲ့ background မှာဗောနော်ကျွန်တော်တို့ဒီ black ထားခြင်းဗောနော်โอเคဒီအချက်ကိုပြင်လိုက်ပါနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ video ကိုတစ်နေ့တစ်ပုဒ်စီတင်ပေးပါဗျာโอเคအဲ့ဆိုလို့ရှိရင်ဗောနော်ကျွန်တော်တို့အနေနဲ့ အာ YouTube မှာ view net subscriber တက်မှာဖြစ်ပါတယ်ဗျာ။ Okay ကျွန်တော်တို့အနေနဲ့နောက်ထပ် view net subscriber တက်ဖို့အတွက်ပေါ့နော်။ကျွန်တော်တို့ဒီ keyword raiser ဆိုတာလုပ်ပါတယ်ဗျာ။ Okay ဒီ keyword raiser tab hack တွေကိုဘယ်လိုအသုံးပြရမလဲဆိုတာကြည့်ချင်လို့ရှိရင်ကျွန်တော်ရဲ့ description အောက်ကမှာကျွန်တော် link ချပေးထားပါမယ်။ Okay အဲ့ဒီ link ကိုဝင်ပြီးတော့မှဝင်ကြည့်ပေးပါဗျာ။ Okay နောက်ထပ် ဗီဒီယို episode မှာပေါ့နော်ကျွန်တော်ဒီဗီဒီယိုနဲ့ set တပ်ပြီးတော့မှကျွန်တော်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေမှာ content အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ YouTube မှာချက်ချင်းမတင်နေတဲ့ကျွန်တော်တို့တွေ Bible လောက်တဲ့နေ့ကိုကျွန်တော်ကရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုရင်နောက်ထပ်ဗီဒီယိုတွေ episode တွေကိုကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel ကိုအခုပဲ subscribe လုပ်ပြီးတော့မှစောင့်မြည်ကြည့်ရှုပေးဖို့ပြောပြ thank you